လီဗာပူးနဲ့ဘွယ်ကယူနိုက်တက်ရဲ့ဆန်းဆောင်ရေးကချန်ပီယံဖြစ်မဲ့အာဆင်နယ်ထက်တောင်ပိုကောင်းပါတယ်။လီဗာပူးတို့ကထက်ထက်တတဲမဲ့အင်ကွင်းကြီးမှာပြုတ်ခံလိုက်ရပြီဖြစ်ပါတယ်။အားရကျင်စရာကောင်းသလိုမကောင်းကျင်သလိုနဲ့ဘာဖြစ်ချင်နေမှမသိတဲ့ခြေဆွမ်းမျိုးရှိခဲ့ပေမဲ့ကန်တရားကတော့လုံးဝကိုမျက်နှာသာမပေးတာပါ။ရသမျှခွင့်ရည်တွေနဲ့ဂိုးရဖို့ကြိုးစားခဲ့ပေမဲ့တကူမှမရလိုက်ပြင်ရတဲ့တလုံးကပါလူဂျုံမောဖြစ်မဲ့အနေထားမျိုးနဲ့လီဗာပူးတို့ကရင်ဆိုင်ခဲ့ရပါတယ်။ယူနိုက်တက်ရဲ့ခန်းစစ်ဆွမ်းဆောင်ရင်ကောင်းလွန်ခဲ့တာလည်းပါပါတယ်။နောက်ပြီးတော့ယူနိုက်တက်ကတကူပေးပြီးတကူပြန်သွင်းနိုင်ခဲ့တဲ့အတွက်လည်းတိုက်စစ်ကတော်တော်ကိုအားရစရာကောင်းတယ်လို့ပြောရမှာပါ။ ဒါပေမဲ့တိုက်စိတ်လို့သာပြောတာတကယ်တမ်းကိုသွင်းသွားတာကကန်စင်မှုကြီးမကွာရပါဒါကြောင့်ခုလက်ရှိမှာလီဗာပူးလိုဒီရှုံးပွဲကြောင့်ပြန်ပွဲဆုံး၄ပွဲဆက်အရှုံးနဲ့ရန်ဆန်းခဲ့ရပြီဖြစ်ပါတယ်ဒီတော့ယာတီစားကတော့ဟုတ်မလို့လို့နဲ့အခုကျတော့လီဗာပူးတို့ကပုတ်သွားခဲ့ပါပြီဒါကြောင့်ပရိသတ်တွေကလည်းအာနက်စလော့ကိုအသင်းကနေထွက်ဆိုပြီးပြောနေကြပြီဖြစ်တယ်လို့ဗန်ဒိုက်ဦးဆောင်နေနောက်တန်းကိုဆိုရင်လည်းအပြစ်တင်နေကြပြီဖြစ်ပါတယ်ဒါကြောင့်လီဗာပူးဘွားကရှေ့ဆက်မတွေ့ရစေပါအခုတော့ဆင်လင်းမှာအဆင့်တက်ကအာဆင်နဲ့၄မှတ်အထိကိုကွာသွားခဲ့ပြီးနောက်ပြီးတော့အရှိမဆိုလည်းလီဗာပူးကပွဲချက်တွေကြီးပဲထန်သွင်းရအောင်ပါ ချန်ပီယံလိမှာဖရန့်ဖတ်ကိုဝေးကွင်းပရီးမီးယားလိမှာဘရန်ဖို့ကိုအဝေးကွင်းထက်ကစားရမှာနေတယ်လီဗာပူးတို့ကအခုချိန်နဲ့ဆိုရင်တရေရောက်ဖို့တောင်ချိန်နေမှဟန်ပါဘူး။ဒါကြောင့်လီဗာပူးဖန်တွေကလည်းလီဗာပူးကိုစင်ဖတ်မဲ့ကြားဖတ်မဲ့တင်းနဲ့မျောလင့်နေတာလေရက်တန်းကရက်တင်ပါပြီ။ကိုတင်းကဟုတ်မလို့နဲ့ပုံနေတဲ့ချိန်နေမျိုးမှာအမြင်ကြီးမမတ်တာကပိုကောင်းပါလိမ့်။ဒါပေမဲ့ယူနိုက်တက်တို့ကတော့စင်ဖတ်မှုကြားဖတ်မှုအတွေ့အကြုံနဲ့ဖလားရဖို့တီတော့တတ်မှတ်လို့ရပါလိမ့်။ လက်ရှိမှာစင်ကိုဆိုပေမဲ့အဆင့်တင်းတဲ့က6မှတ်ပဲကွာတော့တာပါဒီလိုနေထားမြို့မှာ United ကလည်းယာတီကုန်ထိနိုင်ပွဲဆက်မယ်ဆိုရင် Champion ဖြစ်နိုင်ပါသေးတယ်နောက်ပြီးတော့ United ရဲ့ဒီနေ့ MV ကွင်းဘောကစွမ်းဆောင်ရကတကယ်ကိုချီးကျူးလောက်ပါတယ် Liverpool ဘက်ကဖြတ်တင်ဖို့တူးချင်းထိုးဖောက်မှုအပိုင်ကန်သွေးချက်တွေနဲ့ corner ကန်သွေးချက်တွေအားလုံးကိုတကယ်ကိုပြီးပြီးတည်သက်စွာနေပဲဒါဆင်နိုင်ခဲ့ပါတယ်နောက်ပြီးတော့ Arsenal တို့တောင်မှအပြုတ်ခံခဲ့ရတဲ့ MV မှာ7နှစ်နောက်ပိုင်းပထမဆုံးချိန် Liverpool ကိုသူ့ရဲ့အိမ်ကွင်းမှာပြန်နိုင်ခဲ့တဲ့အတွက်လေ Premier League အသင်းအားလုံးထဲမှာအကောင်းဆုံးပဲဖြစ်ပါတယ် နောက်ပြီးတော့မင်းနေ့ညပွဲမှာ United သွင်းသွားတဲ့ဂိုးတွေဆိုရင်လည်းဒီကိစ္စကို Worklass ဂိုးတွေကြည့်ပါ။အဲဒီထဲမှာ Fernandez ဖြတ်တင်ပေးတာကို Maguire ခေါင်းတိုက်သွားတဲ့အလုံးကအလှဆုံးပါပဲ။နောက်ပြီးတော့ပျော်သွားအောင်တကုံးရေးပေးပြီးမှပွဲပြီးကန်ဒီမှာအနိုင်ကိုပြန်သွင်းခဲ့တဲ့အတွက်လည်း United ရဲ့ Anfield မြင်ပေါ်ကအောင်ပွဲကတော်တော်လေးကိုချိုးမြင့်နေပါပါ။ဒါပေမဲ့လည်း Liverpool ကစားသမားတွေနဲ့နီးပြားကတော့ United တို့ပထမဦးဆုံးရသွားတဲ့ဂိုးမှာ Mac Allister နာသွားလို့ဆိုပြီးဝေဖန်နေကြပါတယ်။ဒါပေမဲ့ Mac Allister လေးတယ်လို့ Ambo Mo ကလည်းလဲကြားခဲ့တာပါ။ဒါပေမဲ့လည်းသူကပြန်ထပြီးဂိုးတော်ပြန်သွင်းပြခဲ့ပါတယ်။ဒီတော့လီဗာပူးတို့အနေနဲ့ရှုံးလုံငိုကြေးလေတခြားနည်းနဲ့သာငိုသိမ့်ပါတယ်။ အခုလိုပြောပြီးတော့ငိုပြလာကြတော့ခလေးဆက်လုံးပါလေဒီတော့ကိုဆိုရင်အာဆင်နယ်ကပေါပုကူရှုံးနာကိုအစင်းတက်ကနေထိုင်းကြည့်ပြီးအတော်ပြောင်းနေပြီဖြစ်တယ်လို့မဟာပြင်မဲ့ရင်သူတော်ကြီးယူနိုက်တက်ကိုလည်းအတော်လေးကျေးဇူးတင်နေပြီဖြစ်ပါတယ်။ဒါကြောင့်အာဆင်နယ်ထက်ခန်းစစ်ပိုကောင်းနဲ့ယူနိုက်တက်ကတော့ဖာဂူဇန်မရှိတော့တဲ့နောက်ပိုင်းကစားကတ်သမားပွဲတွေမှာအခုလက်ရှိလေဗာပူးနယ်ပွဲကဆန်းဆောင်ရင်အကောင်းဆုံးပြသနိုင်ခဲ့တဲ့ပွဲပါ။